စကောက်စီစစ်မှုထမ်းဒေသစင်တပ်သားတဲ့အူဗတ်ပြောင်းခုတ်လုလာတယ်လို့ကိုတောင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပါကဖာကဇော်လာ၂ရက်နေ့မှာထုတ်ပြန်ပါတယ်ကောတောင်ခရိုင်ခမောင်ကြီးမြို့မှာရှိတဲ့နမတော်ရှိတန်းခြေကုပ်စခန်းစီစစ်ကောက်စီရဲ့အမတ်၃လနှစ်ချင်းမြတ်တရင်ကအတ္တသားတင်အူဟာမေလာ၂၈ရက်နေ့မှာဗတ်ပြောင်းခုတ်လုလာတာလို့ကောတောင်မြို့နယ်ပကဖပြန်ကြားရေးတာဝန်ခံကပြောပါရယ် ကိုဇင်မင်းသူနဲ့ကိုနီမျိုးထောတို့ဗက်ပြောင်းခုတ်လို့လာတာဖြစ်ပြီးစစ်မှုထမ်းပတ်စဉ်ရှေ့အတွက်အာရမတက်တာတဲ့စူဆောင်းခံရသူတွေဖြစ်တယ်လို့ဆိုပါရယ်ဗက်ပြောင်းခုတ်လို့လာသူနှူးဘယ်လိုအာရမတက်တာတဲ့စူဆောင်းခံရရဲဆိုတာကိုတော့အသေးစိတ်ဖြစ်ဆိုထားတာမရှိပါဘူးသူတို့နှူးရဲ့လက်နက်တွေကိုတော့လမ်းမိုက်တနေရာရှိ ရေချောင်းထဲပဲချထားခဲ့တယ်လို့ဆိုပါရယ်အခုနှစ်အတွင်းကော်တောင်းဖကဖစီဗပြောင်းခုလုံလာသူ၄ဦးရှိတယ်လို့သိရပါဗျ။ မေလ29ရက်နေ့ကလည်းစစ်မှုထံအပတ်စဉ်6တရံစင်တက်သားတင့်တူပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနာဆက်ကြောင်ဒေါနာတိုင်ရင်စီလက်နက်နဲ့အတူဗတ်ပြောင်းခုတ်လုလာခဲ့ပါတယ်ဒါအပြင်အခုနှစ်ဖေဖော်ဝါရီလကလည်းတင်းတိုင်းတိုင်းချစ်ဆိုင်ခမာယ998စက်ကောက်စီတရင်ကတက်ကြည်ကြီးတူအပါအဝေးစစ်မှုထံတေတန်းစင်ခေါနှူလက်နက်တွေနဲ့အတူပတ်ပြောင်းခုတ်လုလာခဲ့ပါသေးတယ်။